ကင်းပြည်နယ်မြောက်ရီမြို့မြောက်ဖက်ရွှေကုတ်ကိုဒေသမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနိုဝင်ဘာ16ရက်မနေ့ကစတင်ပြီးတမတော်နယ်ကင်းရင်နယ်ကြားစောက်တက် BGF ပူပေါင်းအဖွဲ့ကရှင်းလင်းရေးဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။ရွှေကုတ်ကိုဒေသအတွင်းကြားဖြတ်လုပ်ငန်းကိုအပြီးတိုင်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ပြီးဖိအားကြောင့်မဟုတ်ပဲလုံတဲ့လုံထိုက်တဲ့အချိန်ရောက်လို့လုံဆောင်ရတာဖြစ်တယ်လို့ကင်းရင်နယ်ကြားစောက်တက် BGF ကတာဝန်ရှိသူတို့ဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါတယ်။ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါတလေတိုက်ဆိုင်နေဟာရှိတယ်။ အမြဲတမ်းတိုက်ဆိုင်နေကျွန်တော်တို့ကဒီအချိန်မှာဒါလုံးမယ်လို့ငကိုကလေးကယာထားပြီးသားဒါပေမဲ့ကျွန်တော်တို့ယာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုတွေရှိတယ်ဖီးယားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတင်လုံထိုက်တဲ့အရာကိုလုံနေတာဖြစ်တယ်ကြားဖြတ်နေနေရဲ့အထူးတက်ဖွဲ့ဆိုတာလည်းခုမှရှိလာတာမဟုတ်ဘူးဒီအဖွဲ့ကအလုံးလုံးရမယ့်အချိန်ရောက်လာတဲ့အတွက်အလုံးလုံးတာဖြစ်တယ်ဖီးယားကြောင့်မဟုတ်ပဲကျွန်တော်တို့ကလုံတင်လုံထိုက်တဲ့အရာမှုလုံဆောင်နေတာဖြစ်တယ်လို့ကင်ပင်းနယ်နေသားဆောင်တက်ဒုတိယပုံမှုကြီးနိုင်မောင်စောကနိုဝင်ဘာ18ရက်နေ့ကသတင်းမီဒီယာတွေကိုပြောကြားထားပါတယ် ။ PDF အနေနဲ့အရင်ကကြားဖြတ်လုပ်ငန်းတွေကိုတစ်ကြိမ်နှိမ့်နှင်းခဲ့ဖို့ပြင်မဲ့လေ။လက်ရှိမှာလုပ်ငန်းတွေပြန်လည်ကျေပြန့်လာတာကြောင့်အခုလိုပြပြသားသားဆောင်ရွက်ရတာဖြစ်ကြောင်း၎င်းကပြောပါရယ်။ PDF အနေနဲ့ plan abc ဆိုပြီးအစီအစဉ်၃မြို့ချမှတ်ထားပါရယ်။အခုတော့စောင့်မနေတော့ပါဘူး။ပြပြသားသားဆောင်ရွက်ရမယ့်အချိန်ရောက်နေပါပြီလို့၎င်းကပြောပါရယ်။ ရွှေကုန်းကိုဒေသအလုံးယုံနေမှာရှိတဲ့ကြားဖြတ် လုပ်ငန်းကိုနိုဝင်ဘာ16ရက်နေ့ကစစ်ဆေးဖမ်းဆီးရှင်းလင်းရေးဆောင်ရွက်မယ်ဆိုတဲ့သတင်းတွေကြောင့်လုံသားရိညာရင်းချင်းထွက်ခွာတင်းရှောင်ခဲ့တယ်လို့သိရပါတယ်။တပ်မတော်နဲ့ကရင်နယ်ကြားစောက်တပ် BGF တို့ပူးပေါင်းပြီးကြားဖြတ်လုံသားဖမ်းဆီးရှင်းလင်းရေးဆောင်ရွက်လျက်ရှိတယ်ဆိုပေမဲ့တရုတ်အပအဝင်နိုင်ငံသားတွေဖမ်းဆီးရမိခြင်းမရှိကြောင်းရွှေကုန်းကိုနေမြေကိုရောက်ရှိနေသူအလွတ်တန်းသတင်းတောက်တဦးကပြောပါတယ်။